အရှိုင်းအဆိုင်ကကျွန်တော်ကအရင်ဆိုင်ပါလောက်တော့လောက်ရိုင်းဆိုင်တော့ရိုင်းဆိုင်ပြီးတော့အခုမှမသိကြအောင်ဆောင်ပဲအရင်ဆိုင်ကကျွန်တော်ဒီတရားနဲ့တော့မသိဘူးခင်ဗျဟာလူလိုက်ငင်းလူလိုက်ငင်းလားမလိုက်နဲ့နော်ဒီမိုက်ဒါရက်ွက်ရုံမှာစကားပြောတာဆင်ကျင်ပြောပါနောက်ရှက်နေရသူဒီရက်ွက်တော်ဆက်ရောက်ပြသူပဲလိုက်နောက်ရှက်နေရဟိုလေသူ့ကိုဖမ်းချုပ်ပေးပါသူ့ကိုအေးအေးယူပေးပါ ူမကြီးဒူမကြီးကိုနှောက်ရက်တာလင်းအောင်ဆိုတော့ဒူမကြီးမှားနေကျွန်တော်မမှားဘူးလေဒူမကြီးလင်းအောင်ကတရက်ပေါ်ထဲမှာစံနမူထားလောက်တဲ့လူငယ်တယောက်ကသူ့တော့လိန်ပါတဲ့လူငယ်တရက်ပေါ်ထဲမှာမရှိဘူးမဖြစ်နိုင်တာမဖြစ်နိုင်တာဒူမကြီးဘာလို့မဖြစ်နိုင်တာမှလဲဦးလေးရဲ့ကျမကျမကိုယ်တိုင်ခံစားခဲ့ရတာလေဦးလေးကျမဘာဖြစ်လို့မယုံတာလဲဘာတက်တည်ရှိတယ် မရှိဘူး။လေးအောင်ကလူသားကိုပူညီတတ်တဲ့လူတစ်ယောက်ပါ။လေးအောင်နဲ့ပတ်သက်ရင်ဦးလေးအားလုံးတောက်တယ်။ဒူမိုင်းဒူမိုင်းကြီးကိုလိုက်နှောက်ရှက်တဲ့လူကိုဒူမိုင်းသေချာပြန်စဉ်းစားပါ။စဉ်းစားလို့ရရင်ဦးလေးကိုလာပြော။ဦးလေးသေချာရေးယူပေးပါ။နော်။ ာရက်ကွက်လူကြီးကိုပြနိုင်မှာရက်ကွက်လူကြီးကငါ့ကိုရှုံမှာအခုကြည့်အောင်ဒီကင်မရာဘာမှအသုံးကြောင်ကင်မရာမှာဘာမှလည်းမရှိဘူးဟာမယုံနဲ့ဘာလည်းညစ်တာပါတော့မင်းကောဘာလို့ရက်ကွက်လူကြီးရှိရှက်ခွဲရှင်ပြရညွန်ရှင်ရှင်လိုင်းအောင်ရှင်ညော 命啊！弄下得他妈的靠中啊！没事，现在拉尿呢。昨天这考中，他盯上拉部地产部，先，班不上班哦。现，现怎么？ 没有啊，那边没你打我，白老妈的，你妈。他说：“怎么老是怎么没你打到了？” ရှက်တယ်လို့ကျွန်မရင်ထဲကိုရောက်ပြီလို့ကျွန်မလာခဲ့ပါဦးရှင်ဘာလို့များတူတယ်လဲဘာထူးခြားမှန်းမလို့တကားဒီပဲအသေးချပိတ်ထားတာသမီးဦးလေးတို့ခြံလေးလာတော့ကလည်းခြံတကားပိတ်ထားတယ်ခုအိမ်ကိုလိုက်ကြည့်တော့လေအိမ်တကားတွေအားလုံးပိတ်ထားတယ်အဲ့ဒါလူဝင်နေဆိုတာဖြစ်နေပါ ခင်ပြောတာပေါ့တမီးအိမ်ထဲကိုတကယ်လူဝင်တာပေါ့တမီးကိုယုံပေးကြပါဒါဆိုတမီးအိမ်ထဲဘယ်သူဝင်လဲခင်ဗျလေးရောင်တမီးတမီးကိုကြည့်ရတာအေးကြီးပြစ်တာများနေတဲ့ပုံပဲဒါမှမဟုတ်စာရေးများလို့များခင်ရောင်ခင်မကြီးချင်းလာလေးရောင်ကတမီးအိမ်ထဲကိုဝင်လာလေးရောင် ဒုံလုံးလောက်သေးအားရပြီးတော့တိုးပြီးနေတယ်။ဒါဆိုဦးရောလင်းရောင်အေးမရှိဘူးပေါ့။လင်းရောင်ကဦးရောနဲ့ဒီကညာလုံးရှိနေတာပဲ။ဓမ္မအောင်နဲ့လောတာတို့သူ့ပဲကူညီပေးနေတာ။ဒီကလေးကသူ့ကောင်းပြပါသူများအိမ်ဝင်ဖို့လို့နေတာအိမ်ကိုအလေခေါ်တော့လိုက်လေတဲ့ကလေးမဟုတ်ဘူး ျမစကားကိုမယုံကြတော့ဘူးလားဒီမိုက်ဦးလေးကိုတတ်နိုင်တော့ကိုကြီးပြီးပါပါဒါမှဒီမိုက်ရံကျင်းတတ်ဖို့ဆိုလေအစင်ဒီကလုပ်ပါခုတော့ဒီမိုက်အေးရောအေးလိုက်ပါနော်စိတ်ကူးရအကြောင်းတကယ်အစ်မမမြင်မြောက်တတိထားပါဒီမိုက်ဦးလေးခွတ်ပြီးပါ စိတ်ကြိုက်တော့ငါမဝစ်ပိုင်လို့ရှိတော့ရက်ွက်လူကြီးရပန်းခက်ကိုဘာမှမခွင့်ပြုစားဘူး။ကျမတော့တက်တယ်မပြနဲ့။ပြီးတော့အဲ့လူကျမအိမ်ကိုဘယ်လိုဝင်လာလဲဆိုတော့ကျမကိုယ်တိုင်မသိဘူး။ညီပြောတာရေတပ်ပို့ရတယ်။ပန်းခက်စိတ်တော်မရှိနဲ့တော့။ညီပြောဟုတ်ပေါ်လို့ရတယ်။ ေးနေနင်ကမရှုံဘူးဘာလို့လဲမဟုတ်ဘူးလေဟာဦးနေကစာရင်းစိတ်ကောင်းလို့ရောနေပြီးရာဆိုတော့ဒီရဲ့စိတ်ကူလို့ရပြတော့ပုံနေမှာဆိုလို့ငါမရှုံသေးဘူးမင်းနင်ချင်းတို့ပဲရက်ကွက်လူကြီးရလဲငါ့ကိုအဲ့လိုပဲချင်နေကြတယ်အဲ့ဒီလူကြောင်းငါမလူတွေရဲ့အချင်းလွဲခြင်းကိုခံနေရတယ်ကျွန်တော်တခုမှပြောပြစေမဟုတ်ကဲ့ကျွန်တော် ပန်းခဲကိုလိုက်လိုက်ပါဖြစ်တယ်။အဲ့ဒီလူပန်းခဲကိုတကားမရှိဒါမရှိဝေထွက်သွားလာတယ်။ပန်းခဲရဲ့ရိုးပေါက်တစ်ခုသူတိထားတာဖြစ်လိုက်တယ်။ကျွန်တော်အဲ့တော့ကျွန်တော်လိုက်ပြီးစစ်ဆေးကြည့်ကြည့်တောင်းမိရှင်အားနေကျမအိမ်ပါလေပါကျေးဇူးတင်ပါတယ်ငါလည်းနောက်နေ့မှပဲနေ့ကိုလိုက်လေတော့ နဲ့အလှက်ပါဘန်ကီလက်ထက်မှာလည်းတုတ်ချင်တယ်ဘာဖြစ်လို့လဲအာရံမှုမဲ့လို့ဆိုရင်ကိုယ့်ကိုကုခံကောင်းဝဲဘူးကွာအော်ကိုမစားအဝယ်လေး လိုလားပန်းခဲ့ဘယ်သူမှလည်းမရှိပါခမလေးဒီညမှာရှိနေသေးရဲ့အခုမရှိဘူးလေစပိန်နေပြီပြေသွားလားမသိဘူးခုနကကျမတို့မကျင်တဲ့အကြည့်နဲ့စိုက်ကြည့်နေရဟုတ်လို့လားပန်းခဲ့ရဲ့ကိုမေဆာကျမပြောတာမယုံဘူးလား ။စာအုပ်လေးကိုကျတော့လက်ဆောင်ပေးပြီ။ရှင်ဘသူလဲဆိုအောင်ကျမကိုတီးဝင်ပေးမှာပေါ့ရှင်။ဒါမှတရားမြတ်တော့မှာပေါ့။အော်ဟုတ်တယ်ငါဒီနေ့ကွန်မင်းစံနဲ့ကော်ဖီဆိုင်မှာချိန်ထားရပါပဲ။ ပန်းခဲဝတ္ထုတွေကများသောအားဖြင့်စိတ်ကြစားဆန်တယ်။ပန်းခဲပိတ်သက်တွေကလည်းစိတ်ကြစားဆန်တဲ့ဝတ္ထုတွေကိုဖတ်ချင်တော့ဘူးဆိုပြီးတော့ပြန်စာရည်လာနေတာတော်တော်များနေတယ်။ကိုမင်းကကျွန်တော်အဲ့ဒီလိုချင်ကြည့်ဆိုတော့အကြံဉာဏ်လေးလည်းပေးခြင်းလို့ပါဒီတစ်ခါပန်းခက်စာရေးလို့ရှိရင်အခြေဝတ္ထုတွေပြောင်းလို့ရှိပါလားဟိုပန်းခက်ပြိတ္တတ်တွေလည်းအသက်ဆန်းလေးဖြစ်သွားတာပါကျွန်မအခြေဝတ္ထုတွေရတာမကြိုက်ဘူး အဲ့တော့ပြိတက်ကဘာပဲတောင်းဆိုတောင်းဆိုကျမကြိုက်တဲ့နုပညာကိုကျမကိုယ်ပိုင်ဖန်တီးခွင့်ရှိတယ်အဲ့တော့ကိုမင်းဆန်ရဲ့အကြံပေးချက်ကိုလက်မခံနိုင်ဘူးစိတ်မရှိနဲ့နော်ဟုတ်တယ်ဘန်ကရဲ့နုပညာကိုဘန်ကစိတ်ကြိုက်ဖန်တီးခွင့်ရှိရမယ်ဖြစ်လာတဲ့အကောင်းဆုံးလည်းဘန်ကပဲခံစားရမှာကျေးဇူးတင်ပါတယ်ဟုတ်တယ်လေခုတလော Facebook မှာဘန်ကတဲ့တင်တော်ပြန့်နေတယ်နော်အားများလဲ ဝင်ပေါက်မရှိပဲပန်းခဲအိမ်ထဲကိုလူတယောက်ဝင်ပြီးတော့နောက်ရှင့်နေဆိုဟုတ်တယ်လေအဲ့ဒီဖြစ်ဖြစ်ကတကယ်ဖြစ်ဖြစ်လားဒါမှမဟုတ်ပန်းခဲဝတ္ထုရေးဖို့အတွက်စိတ်ကူးရင်မျိုးရှိတာကိုမင်းဆံလို့ထင်တယ်ကိုမပြောတတ်ဘူးကောင်ရဲ့လောရဲ့ချက် မသိမယ်ငါစိတ်တစားဖြစ်ပြီးပုံကြီးတွေမြင်နေရတော့အများငါ့ကိုထင်နေကြပြီဘာကဲဟိုဘာကဲစိတ်ပြေလျော့လေးဖြစ်သွားအောင်ဟိုတနည်းအောင်ထွက်သွားလိုက်ပါလားဟိုခီးရှည်ကြီးမဟုတ်ရင်တော့မြို့ပြင်တနည်းအောင်ပေါ့ကျမကျမရဲ့စိတ်ပင်မမှုစောင်းဖိုင်နေတယ်ဖြူဖြောက်တက်တယ်ဆိုတော့ကမင်းစံတိပါတယ်အော်ဒါနဲ့ ကျွန်မခုဖတ်နေတဲ့စာအုပ်လေးအရင်ကောင်းတယ်တည်လားဟုတ်လားခုခဏလောက်ငားပါလားငားမယ်လေညနေကျရင်အိမ်လိုက်ယူလိုက်ပေါ့